ဂျပန်နိုင်ငံဂျာယီဝင်ကြီးမိုတဲဂီတိုရှီမဲဆုဟာနိုဝင်ဘာလတရက်နေ့မှာဂျပန်အစိုးရရဲ့ဖိတ်ကြားချက်အရဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂတွင်ရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီပစ်ရှော့နဲ့တွေ့ဆုံကမြန်မာအရေးကိုဆွေးနွေးခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုအတွင်းဂျပန်နိုင်ငံဂျာယီဝင်ကြီးမိုတဲဂီကမြန်မာနိုင်ငံရဲ့အခြေအနေပုံမဆိုးရွားလာနေတဲ့အပေါ်အလေးနဲ့စိုးရိမ်မကင်းဖြစ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာစစ်တပ်ကို အခြေအနေတွေတိုးတက်ကောင်းမွန်လာအောင်တိုက်တွန်းနေတာတွေနဲ့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နေတာအပါအဝင်မြန်မာအရေးကြိုးပမ်းဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။မြန်မာအရေးတိုးတက်လာဖို့ကုလသမဂ္ဂရဲ့တက်ကြွတဲ့အခမ်းကဏ္ဍကိုဂျပန်ကမျှော်လင့်နေပြီးနှစ်ဖက်စလုံးက အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကြ ాయి ဝင်ကြီးဌာနရဲ့ဖိတ်ကြားချက်နဲ့ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ဂျူလီပစ်ရှော့နဲ့ဝင်ကြီးမိုတဲဂီရိုဟာမိနစ်30ကြာတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရဲ့ပုံမူဆိုးရွားလာနေတဲ့ခြေနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ဂျပန်နိုင်ငံကြ ాయి ဌာနကလည်းထုတ်ပြန်ထားပါတယ်။ဂျူလီပစ်ရှော့ရဲ့မြမရေးဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကို လေးစားသမှုရှိကြောင်းမြန်မာနိုင်ငံမှာပြည်ပခခြေနေဆိုးရွားလာတဲ့အပေါ် အလို့အမင်းစိုးရိမ်မိကြောင်းပရိပခဖြစ်ရှင်းတာတိုးတက်လာစေဖို့နဲ့မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီအကောင့်ထဲပေါ်ဆောင်ရွက်ဖို့တိုက်တွန်းတာမျိုးလိုဂျပန်အစိုးရရဲ့မြန်မာအရေးဖြစ်ရှင်းဖို့ကြိုးပမ်းမှုတွေကို ဝင်းကြီးမိုတဲဂီကပြောကြားခဲ့ပါတယ်။အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကလည်းအာနာသိမ့်မှုဖြစ်ပွားပြီးနောက်ကုလသမဂ္ဂရဲ့မြန်မာအရေးဆောင်ရွက်ချက်တွေနဲ့အနာဂတ်အလားအလာတွေကိုရှင်းပြခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့အရေးပါတဲ့အခမ်းကဏ္ဍနဲ့ကြိုးပမ်းအားထုတ်မှုတွေကိုတန်ဖိုးထားအတိမတ်ပြုကြောင်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်ဂျူလီပက်ရှော့ကို2024ခုနှစ်ဧပြီလမှာခန့်အပ်ခဲ့တာဖြစ်ပါတယ်။